မယ်ရီမာရီဒိုင်ယာရီအပိုင်းခုနှစ်ဒီတလောမယ်ရီနဲ့မာရီတို့ပန်းထိုးတာနဲ့သွေးမွေးထိုးရတာကိုတတ်ကြနေကြတယ်။ဥပုပ်လာတော့ဟာပြေးလွှာမစော်ပဲနဲ့အနားရအောင်နဲ့အားတဲ့အချိန်စိပြေလက်ပြောင်ဖြစ်အောင်လို့အမေကြီးကတင်ပေးလိုက်တာ။ဒီတစ်ပတ်ရက်ကွက်ထဲမှာဈေးရောင်းပွဲ လုပ်ကြတယ်။ငလျင်ထိတဲ့နေရာတွေကိုလှူကြဖို့ညနေပိုင်း၃ရက်ဈေးရောင်းကြတာ။အမေကြီးနဲ့မယ်ရီမာရီတို့၃ယောက်သားထိုးထားကြတဲ့ထဲကလက်ရာတည်တတ်တာလေးရွေးကြတယ်။ ပြီးတော့အိတ်တေးသေးချာချာတွတ်ပြီးတော့တွားရောင်းကြတယ်။အပိုင်ကြီးနဲ့မယ်ရီမာရီတို့ရဲ့အန်တီလေးကတော့ရှမ်းခေါက်ဆွဲလှုပ်ရောင်းကြတယ်။မယ်ရီနဲ့မာရီကိုတင်ချန်တင်မဲ့ကိစ္စလဲခဏနားထားတယ်။ဈေးရောင်းကြတဲ့နေရာမှာကိုမျိုးကဘေးကင်းတယ်ဆိုတာကဘေးဖြစ်တဲ့နေရာတွေကိုကူညီဖို့ဖခင်ကအခွင့်အရေးပေးတာ။အဲ့ဒီလိုမယ်ရီကပြောလိုက်တာကိုအတူတူဈေးရောင်းကြတဲ့သူတွေကသဘောကျကြလို့မယ်ရီနဲ့မာရီတို့ကျေနပ်နေကြတယ်။ ိုထူကိုထဈေးရောက်ကြတာပဲမဲ့တနေရာထဲမှာပဲ၃ရက်မလုပ်ရဲကြဘူးနေရာပြောင်းပြီးတော့လုပ်ကြရတယ်တချို့ရက်တွေဆိုရင်နှစ်နေရာခွဲပြီးတော့လုပ်ကြတယ်မြ мян စုမြ мян ရောင်းပြီးရင်မြ мян သိမ့်မယ်ဈေးရောက်ကြတဲ့သူအချင်းချင်းပြန်ကြမယ်လို့မြေရိပ်ပြလိုက်ရင်မယ်ရီနဲ့မာရီတို့ကလည်းနှစ်ခါပြောစရာမလိုဘူးတယောက်ကအမေကြီးကိုကူပြီးတော့တယောက်ကအပါကြီးနဲ့အန်ဒီလေးဘက်ပြေးလာကူသိမ့်ကြနဲ့အိမ်ကိုတွတ်တွတ်ပြန်ကြတယ် မပြန်လို့လည်းမရဘူး။လူမဲ့ငွေလည်းအသိမခံနိုင်သလိုလူတွေလည်းဝင်အဖမ်းမခံနိုင်ဘူးလေ။ဒီလိုအရေးပေါ်အခြေအနေမှာတည်င်းမာတွေရှိနိုင်တယ်။ပြီးရင်လှည့်ပြားတတ်တဲ့တည်င်းတွေကလည်းအများကြီးပြန့်နေရ။ဒါကြောင့်မို့လို့တည့်ရဲ့ဝင်တည်င်းအရင်မြင့်တွေကတည်င်းတွေကိုပဲအတည်ယူရမယ်။တခြားသူတွေကိုမျှဝေရင်လည်းတည်င်းအချက်အလက်အရင်မြင့်ကိုပဲတည်တည်ချာချာကြည့်ရမယ်။ဘယ်ကဖြန့်လာလဲပေါ့နော်။အရင်မြင့်မတိရဘဲနဲ့ပြန့်လာတဲ့တည်င်းတွေက လှည့်ပြားတတ်တဲ့တင်းနေဖြစ်နိုင်တာမို့လို့တတိထားရမယ်။သိလားအပိုင်။မယ်ရီကအပိုင်နာမည်ခေါ်ပြီးတော့မျိုးလုံးကတော့ဘေးမှာထိုင်နေတဲ့အန်တီလေးကိုကြည့်ပြီးတော့ပြောလိုက်တယ်။ရှေ့ရက်ကညာဘက်ကြီးပြန်လာတဲ့ငလျင်အကြောင်းတင်းမကြောင့်မို့လို့တရက်ကွက်လုံးလမ်းမပေါ်ထွက်အိတ်ကြရတယ်။အဲ့ဒီစာတို့တင်းမကိုသူတို့အန်တီလေးကတဆင်ဖြန့်လိုက်မိတာကိုမယ်ရီနဲ့မာရီကပြောမပြီးဘူး။အခုလေကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်တဲ့ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်းအခြေအနေတွေအတွက် အသိပညာပေးတဲ့စာသားတွေကိုရွတ်ပြနေတာအန်ဒီလေးစီကမျက်စောင်းတိုင်းကနေရောက်လာတဲ့အတူတူ အမေကြီးကလည်းဖုန်းမကြည့်ရဘူးဆိုပြီးတော့ဖုန်းဝင်သိမ်းသွားတယ်ဒီတလောလူကြီးတွေကသတင်းတွေဖတ်ဖို့ဖုန်းကိုလက်နဲ့မခွာသလောက်ဖြစ်နေတော့မေဘီနဲ့မာရီပါဖုန်းကိုကင်ကြည့်တဲ့အကျင့်ဖြစ်နေပြီဒီရက်ထဲသတင်းတွေဖတ်မိရင်မေရီနဲ့မာရီကိုသူတို့နားလေလောက်တဲ့စကားနဲ့ပြန်ရှင်းပြရတယ် ဆွေမျိုးတွေကိုတရင်မေးလို့အကျိုးအကြောင်းသိရရင်လဲသူတို့ကိုပြန်ပြောပြရတယ်။ပြီးရင်မယ်ရီနဲ့မာရီတို့အချိန်နဲ့ဖျားဝတ်ပြုရတယ်။တနေ့လုံးမှာတနာရီလောက်မြင်ရတဲ့မီးလာတဲ့အချိန်ဆိုရင်လဲရေတင်တာ၊ပကံစေးတာ၊ထမင်းဟင်းချက်တာတွေမှကုရတယ်။ဒီရက်ပိုင်းမယ်ရီနဲ့မာရီတို့ရက်ွက်တဲ့အိမ်လဲမလဲရအောင်။လူကြီးရဲ့အချင်းချင်းပြောတဲ့စကားတွေကငလျင်အကြောင်းနဲ့တခြားဘေးဒုက္ခအကြောင်းတွေပဲများကြလို့ လူကြီးစကဝိုင်းတွေကိုဆက်ဆက်ဆုဆုတွားနာမထောင်ဘူးအန်တီလေးကမှားထားတယ်။စာအုပ်ဖတ်ရုပ်ရှင်ကြည့်ဖျားဝတ်ပြုချိန်ဝတ်ပြုနေအချိန်နဲ့လှုပ်ရှားရတယ်။ဥပုပ်လာတော့ကရထားတဲ့အလေးအကျင့်ရှိထားလို့မယ်ရီနဲ့မာရီတို့ပန်းထိုးရတာကိုတော်တော်သဘောကျနေကြတယ်။အားရင်ဖျားခင်းပြီးတော့ဖျားပေါ်မှာပန်းထိုးပစ္စည်းကရိယာအစုံထည့်ထားတဲ့ခြေနှောင်းကြီးကိုချလို့ပန်းထိုင်ထိုးနေကြတယ်။ အိမ်ကရှိသည်မလိုက်ကားတွေအရခင်းတွေမှာလည်းပန်းအမျိုးမျိုးအရောင်အမျိုးမျိုးနဲ့ထိုးထားကြပြီအခုခေါင်းဆွတွေထုတ်ပြီးတော့ထိုးနေကြပြန်ပြီအမေကြီးကတော့ငြိမ်နေဖို့အဓိကလို့လွတ်ထားတယ်မျက်စိညောင်းရင် အပါကြီးနဲ့အတူတူအိမ်ဘေးမှာမျက်စင်းနှုတ်ရတယ်ပြီးရင်တရက်ပင်ကတရက်သည့်ခက်ကြီးကြီးရေရွေးခုပြီးတော့ငမြာကြီးနဲ့တုပ်စားကြတယ်ဒီတပန်းအန်ဒီလေးကငလျင်ဘေးတံကြောင့်စိတ်ဒဏ်ရာရတဲ့သူတွေကို စိတ်ပိုင်းဆိုင်ရာအရေးပေါ်ပြည်သူဆောင်ရှောက်ဖို့အတွက်လဝါပြည်တင်နန်းတက်နေရလို့မေရီနဲ့မာရီတို့အနောက်ရှက်မပေးရဘူးလို့အမေကြီးကမှားထားတယ်။အန်ဒီလေးတင်နန်းတက်လို့အဆင်ပြေအောင်ဖုန်းဝန်းသွင်းလို့ရတဲ့ပါဝါဘန့်လေးအပိုင်ကြီးကဝယ်ပေးတယ်။မေရီနဲ့မာရီတို့လည်းကတ်ထုကတ်ပြားကိုအမျိုးမျိုးညှက်ပြူပြီးတော့ကွန်ပျူတာလုပ်ကြတယ်။ကီးဘုံနေရာမှာလည်းကတ်ထုနဲ့ခလုတ်ကလေးတွေတစ်ခုချင်းစီလုပ်ပြီးတော့ကော်နဲ့ကတ်ထားတယ်။ကွန်ပျူတာစခရင်နေရာမှာကတ်တုံးပုံတွေရှုခင်းနေဆွဲပြီးတော့ ဝေါ်ပေပါလို့လှုပ်ထားကြသေးတယ်။တကယ်ကွန်ပျူတာလို့ခောက်လို့ဖြန့်လို့လည်းရလို့အပိုင်ကြီးကချီးကျူးနေတယ်။သူတို့အန်တီလေးတန်တန်းတက်ပြီဆိုရင်မေရီနဲ့မာရီတို့လည်းသူတို့ရဲ့ဂတ်ထုကွန်ပျူတာတယောက်တစ်လုံးစီနဲ့အလုံးလုံးနေကြပြီ။ပြန်တော့နောက်တစ်ပတ်ဆက်ပါမယ်။အားလုံးရဲ့အတန်း Federal FM